မင်္ဂလာပါခင်ဗျာဒီနေ့အဲကျွန်တော်တို့နည်းနည်းနက်နက်နဲ့နဲ့လေ့လာကြည့်ရမယ့်အကြောင်းအရာကတော့ data science ပေါ့အထူးသဖြင့်အဲ့ဒီ nebe ကိုစောက်ဝင်မဲ့သူတွေတဲ့အရေးပါတဲ့အဲ science ပညာ statistics လို့ခေါ်ရဟာ ਨੇ သင်ချာအခြေခံလေးတွေပေါ့ဟုတ်ကဲ့ဒီဆွေးနွေးမှုကတော့ကျွန်တော်တို့ရထားတဲ့ဒီ data diaries statistics and math.pdf ဆိုတဲ့မဆူလေးတွေကိုအခြေခံပြီးတော့အဓိကအချက်တွေကိုဆွေးနွေးကြပါမှာပါอืม အတူတူဖြစ်အဲ့ဒီမှာပါတယ် linear regression တို့ probability basics တို့ not hypothesis testing overview ပေါ့အဲ့ဒီထုံးဟုကိုနားလည်လွယ်အောင်အဓိကထားပြောကြမယ်ဒါတွေက data science ရဲ့အခြေခံဥပမာတွေပဲဗျာဟုတ်ပါတယ်စရောလီဒီဆိုင်ရင်ပညာဆိုတာက data science ကတကယ်အသက်သွေးကြောလို့ပြောလို့ရလေ data တွေကိုဒီတိုင်းအချက်လက်အဆင်ခဲကြီးကနေအမ်နားလည်လို့ရတဲ့အသေးပဲဒီဇလန်းဒီဖြစ်လာအောင်ပြောင်းလဲဖို့လိုအပ်တဲ့ဟိုကိရိယာတွေနီလာနေပေါ့ ဟုတ်ကဲ့ပြီးတော့အဲ့အရာပေါ်ဟိုကြီးပြီးတော့မှမန်ကန်တဲ့ဆုံးဖြစ်ချက်တွေချမ်းလိန်ဖို့အများကြီးအထောက်အကူပေးပါတယ်ဒါဆိုဒီခြေကနေကိုတေးသေးချာချာခိုင်ခိုင်မာမာနားလည်ထားဖို့ကတော်တော်လေးအရေးကြီးလာကဲဒါဆိုတစ်ချက်လောက်ချက်ကြည့်အောင်ဒီမဆူတွေထင်ပါလေအလေးပေးထားတယ်ဆိုတော့လေဘာကြောင့်ဒီစိရင်အင်းပညာက data science အတွက်အဲ့လောက်တောင်းမရှိမဖြစ်အရေးပါနေရတာလဲခင်ဗျာအေးဒီလာတော့လေမဆူမှလည်းရှင်းပြထားသလိုပဲ data ပေါ်မှာခြေခံပြီးတော့ model တွေတည်ဆောက်တဲ့အခါမှာဒါကရင်းခံဖြစ်နေလို့ပါ ဟို data ထဲမှာပုံနေတဲ့ပုံစံတွေ pattern တွေဆက်ဆက်မှုတွေကိုဖော်ထုတ်ဖို့ပေါ့။ Now အနာဂတ်မှာဘာဖြစ်နိုင်မလဲဆိုတာမျိုးခန့်မှန်ဟုတ်။နောက်ဆုံးရေးကြည့်တာက data ကပြိုးပြနေတဲ့အတိပေကိုလူတွေ decision makers တွေနားနေအောင်ရှင်းပြဖို့များဒီကူညီပေးလို့ပါ။ဟုတ်ကဲ့ဟုတ်ကဲ့။အော် data ကိုနားလည်ဖို့ပထမဆုံးသော့ချက်တွဖို့ပေါ့နော်။ကောင်းပြီပြဒါဆိုမဆုတဲ့ကပထမဆုံးအဓိကခေါင်းစဉ် linear regression ကိုစကြည့်အောင် သူ့ရဲ့အဓိကအလုပ်လုပ်ပုံကဘယ်လိုမျိုးပါလဲ linear regression ဆိုတာကလည်း um အခြေခံအပြင်တော် variable နှစ်ခုဥပမာ x နဲ့ y ကြားကဆက်သွယ်ချက် relationship ကိုတင်ချပုံစံတစ်ခုနဲ့ဖော်ပြဖို့ချိုးစားတဲ့နည်းလမ်းတစ်ခုပါဟုတ်ကဲ့မဆုတဲ့ကဥပမာလေးကိုပဲယူတွန်းရရင်ကြုံညာမှာပိုက်ဆံဘလောက်တုံးလိုက်ရင်အဲ့ဒါ x ပေါ့အယောင်ပမာဏ y ကဘလောက်တက်လာနိုင်မလဲဆိုတာမျိုးပေါ့အဲ့ဒီစစမှုကိုပြတာ တခုတိုးရင်နောက်တစ်ခုကပုံမှန်အားဖြင့်ဘလောက်တိုးလာမလဲဒါမှမဟုတ်ရော့သွားမလဲဆိုတာကိုမြင်းဖြောင်ပုံစံလေးနဲ့ခန့်မှန်းကြည့်တာပါ။အိုးကြော်ညာနဲ့အယောင်ဥပမာကရှင်းသွားပြီဗျ။မတ်စုတဲမှာ y is equal to a plus bx ဆိုတဲ့ပုံတင်နည်းလေးတွေ့တယ်။အဲ့ဒီမှာ b ဆိုတာကအဲ့ဒီကြော်ညာတယူနစ်တိုးလိုက်တိုင်းအယောင်ဘလောက်ပြောင်းလဲသွားနိုင်မလဲဆိုတဲ့နုံးကိုပြတယ်ပေါ့နော်။ဟုတ်ပါတယ်။ဒါပေမဲ့မတ်စုမှာတတိပေးထားတာဒီတကူကဒီဆက်ဆက်မှု တက်တက်ကအကြောင်းရင်း causation ကို တိုက်ရိုက်ပြတာမဟုတ်ဘူးဆိုတဲ့ချက်နော်အဲအဲဒီဒီကြကြပဲမှန်ပါတယ်ဆက်ဆက်မှုရှိလာနဲ့အကြောင်းရင်းခံဖြစ်တာကမတူပါဘူး linear regression ကအဲ့ဒီဆက်ဆက်မှုဘလောက်အားကောင်းလဲ correlation ဆိုတာကိုပြတယ်ဟုတ်ကဲ့ဒါပေမဲ့ x ကြောင့် y ထစ်တယ်လို့တော့တိုက်ရိုက်ကြီးကောက်ချက်ဆွဲလို့မရသေးဘူးဟိုတခြားအချက်တည်းလည်းပါနိုင်သေးတယ်လေအဲ့ဒီ b လို့ခေါ်တဲ့ slope ကတော့ဆက်ဆက်မှုရဲ့ဥတီချက် ။ဥမာအပေါင်းလက္ခဏာဆိုရင်တိုက်ရိုက်အချိုးကြတာအနှုတ်ထုတ်ပြောင်းပြန်အချိုးကြတာနဲ့အတိုက်အတာကိုပြတာပါ။နားလည်ပါပြီ။ဆက်ဆက်မှုတော့တိုင်းတာတယ်။ဒါပေမဲ့အကြောင်းရင်းခံကိုတော့တန်ပြောလို့မရဘူးပေါ့။ကောင်းပါပြီ။ဒါဆိုနောက်တစ်ခု probability ပေါ့ဖြစ်တန်ဆွမ်း။အဲ့ဒါကောဘလို့အခန်းကဏ္ဍကပါလဲခင်ဗျာ။မဆုဒီယာရတော့ဒါကမတေချမှုတွေကိုတိုင်းတာတယ်ဆိုတာမျိုးလား။ဟုတ်ပါတယ်။ probability ဆိုတာကအဖြစ်အပျက်တစ်ခုဖြစ်နိုင်ခြေဘယ်လောက်ရှိလဲဆိုတာကို0လုံးဝမဖြစ်နိုင်ဘူး net one တေချာပေါက်ဖြစ်မယ်ကြားကကင်းကနန်းကခုနဲ့ဖော်ပြတာပါအင်းမဆုတဲကဥပမာတိုက်ဆိုရင် um တင်ကပြပစ်လိုက်ရင်ခေါင်းကျဖို့ဖြစ်နိုင်ချေ0.5တဝက်ပေါ50%ရှိတာမျိုးဒါမှမဟုတ် answer တုံးတုံးခောက်လိုက်ရင်6ကျဖို့ဖြစ်နိုင်ချေက6ပုံတပုံ16ရှိတာမျိုးပေါ့ဟုတ်ကဲ့ဒါက data science မှာဘယ်နေရာမှာသုံးဝင်တာလဲဗျမဆုတယ်မှာ predictive modeling မှာအရေးပါတယ်လို့ဆိုထားတာတွေ့တယ်မှန်ပါတယ် probability တဘိုးတရားတွေကအနာဂတ်အဖြစ်အပျက်တွေကိုခန့်မှန်းတဲ့ model တွေ predictive models တွေတည်ဆောက်တဲ့အခါမှာတော်တော်အဓိကကျပါတယ်ဟုတ်ကဲ့ဥပမာပြောရရင် ဖောက်တဲ့တယောက်က company ကို ထားခန့်နိုင်ခြင်း block ရှိလေ customer churn probability ပေါ့အဲ့ဒါမျိုးခန့်မှန်းတာတွေဒါမှမဟုတ် naive base လို့ classification algorithm တွေမှာလည်းအခြေခံဖြစ်သုံးပါတယ်ဆိုတော့မတေချာမရေရမှုတွေကို တိုင်းတာပြီးတော့ model ထဲမှာထည့်သွင်းစဉ်းစားလို့ရသွားစေတယ်ကောင်းပါပြီ ဒါဆိုရင်နောက်ဆုံးအချက် hypothesis testing ပေါ့ယူဆချက်စမ်းတက်ခြင်းမဆုဒီမှာတော့ဒါကို data driven decision making အတွေ့စနစ်ချတဲ့နည်းလမ်းတစ်ခုလို့ဖော်ပြထားတယ်အဲ့ဒါကဘလို့အလုပ်လုပ်ပါတယ်လဲခင်ဗျာ hypothesis testing ဆိုတာကလေကိုတိကျင်တဲ့အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီးတော့ကနုယူဆချက် hypothesis တစ်ခုချမှတ်လိုက်တယ်ပြီးတော့အဲ့ဒီယူဆချက်ကမန်တလမမှန်ဘူးလားဆိုတာကို data သုံးပြီးတော့စနစ်တကျစမ်းသပ်ဆုံးဖြတ်ခဲ့လုပ်ငန်းချင်းကြီးပေါ့ဟွန်း ညာသွားဖြစ်တော့ယူဆချက်နှစ်ခုရှိတယ်။ null hypothesis H0 ဆိုတာကအခြေအနေမပြောင်းလဲဘူး၊ထူးခြားမှုမရှိဘူးလို့ယူဆတာ။ဥပမာဆေးအသစ်ကယောဂအပေါ်မှာဘာအကျိုးသက်ရောက်မှုမှ မရှိဘူးဆိုတာမျိုးပေါ့။ဟုတ်ကဲ့။ alternative hypothesis H1 ကတော့ထူးခြားမှုရှိတယ်အကျိုးသက်ရောက်မှုရှိတယ်လို့ယူဆတာ။စေဥပမာနဲ့ဆိုရင်စေအသစ်ကယောဂကိုတတ်တာစေတယ်ဆိုတာမျိုးပေါ့အဲ့ဒီယူဆချက်တွေကိုဒေတာနဲ့စမ်းသပ်ရတာပေါ့နော်မဆုတဲမှာဆိုရင် data ဆူဆောင်းတာတို့တင့်တော်တဲ့ statistical test ဥပမာ t test တို့ chi square test တို့သုံးတာလို့ပြမ p value ဆိုတော့ကိုတွက်ချက်တယ်လို့ဆိုထားတယ်အဲ့ဒီ p value ကတတ်မှတ်ထားတဲ့တန်ဖိုးများတော့အဖြစ်0.05တက်ငဲနေရင်အဲ့ဒါဘာကိုဆိုလိုတာလဲဗျဟုတ်ကဲ့ p value ကအဲ့ဒီတတ်မှတ်တန်ဖိုး significance level alpha လို့ခေါ်တဲ့ထက်ငဲနေပြီဆိုရင် null hypothesis h0 က manifold ထင်နိုင်ခြေကအလွန်နည်းသွားပြီလို့ယူဆပြီးတော့ H0 ကိုပယ်လိုက်တယ် reject လုပ်လိုက်တယ်။အော်ပယ်လိုက်တာဗော။ဟုတ်ပါတယ်။ဆိုလိုတာက alternative hypothesis H1 ကိုလက်ထံဖို့အတွက်ခိုင်လုံတဲ့သက်တည်ထောက်ထား data ထဲမှာတွေ့ရပြီလို့ဆိုလိုတာပါ။ဈေးဥပမာပြန်ောက်ရရင် p value က0.05ထက်ငယ်ရင်ဒီဈေးအသစ်ကယောဂအပေါ်မှာအကျိုးသက်ရောက်မှုတကယ်ရှိတယ်လို့ကောက်ချက်ချက်ဖို့အားသာသွားပြီဗော။ဟုတ်ကဲ့။ဒါပေမဲ့မဆုမှာလည်းအလေးပြထားတယ်လို့ဗော။ p value တစ်ခုတည်းဝင်ပြီးကြည့်လို့တော့မရဘူး။ effect size တို့လိုတခြားအချက်တွေကိုလည်းချက်စင်စားဖို့ကအရေးကြီးပါတယ်။ကောင်းပါပြီ။ဒါဆိုအချုပ်ပြောရရင်တော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ linear regression ဆက်ဆက်မှုပုံဖော်တာ probability ဖြစ်တန်စွမ်းတိုင်းတာတာနဲ့ hypothesis testing ယူဆချက်စမ်းသပ်တာဆိုတဲ့အခြေခံသဘောတရားတွေဟာ data science နဲ့ machine learning ကိုရှေ့ဆက်လည်လာမဲ့သူတွေအတွက်တကယ့်ကိုအင်းမရှိမဖြစ် အရေးပါရဲ့အုတ်မစ်တွေဖြစ်တယ်ဆိုတာကိုဒီမတ်စုတွေကချင်းချင်းလင်းလင်းဖော်ပြနေတာပေါ့နော်။ချုပ်မီးကြည့်လိုက်တော့လေဒီစိုင်းအင်းဆိုင်ကအခြေခံသဘောတရားတွေကရှင်ထွေးနေတဲ့ data တွေကိုရှင်းလင်းပြီးတော့လက်တွေ့အသုံးချလို့ရတဲ့ insights တွေအဖြစ် ပြောင်းလဲပေးနိုင်တဲ့စွမ်းအားရှိပါတယ်။ဟုတ်ကဲ့အဲ့လိုပြောင်းလဲနိုင်မှသာ data driven ဖြစ်တဲ့ပို့ပြီးတော့ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်မှာကောတကယ်ကိုအခြေခံစားပြီးအသုံးဝင်တဲ့ချက်တွေပါဗျာ။ကောက်ပြီဒီဆွေးနွေးမှုကိုအဆုံးမထက်ခင်မှာ စဉ်းစားစရာလေးတစ်ခုလောက်ထားခေးချင်ပါတယ်ဒီစရင်နီးလန်းဒီအားလုံးမှာလေသူ့ရဲ့ကန့်သက်ချက်တွေကြိုတင်ပြီးတော့ယူဆထားရတဲ့အချက်တွေ assumption ဆိုတာတွေရှိတတ်ကြတယ်ပို့ဟုတ်ကဲ့ရှိပါရဲ့အဲ့ဒီလိုကန့်သက်ချက်တွေယူဆချက်တွေကိုတေးတေးချာချာနားလည်ထားခြင်းကတကယ်လက်တွေ့ကဘာကရှုပ်ထွေးတဲ့ data တွေကိုအတိပယ်ဖွင့်တဲ့အခါရလာတဲ့အဖြေတွေကိုတုံးတက်တဲ့အခါမှာဘလို့အထိအေးပါနိုင်မလဲအဲ့ဒီချက်လေးကိုစက်ပြီးတော့စဉ်းကျင်ကြည့်ဖို့တိုက်တွန်းခြင်းပါတယ်ခင်ဗျာ